မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့ကိုစီသတင်းနဲ့အထွေထွေ YouTube channel ကနေနေ့စဉ်တင်ဆက်နေတဲ့တနေ့တာသတင်းအထောက်အထားတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ကတော့သခိုင်းတိုင်းကတာမြို့နယ်မှာအင်းတော်မြို့နယ်ဘက်သို့စစ်ကူလာတဲ့စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်မှုစစ်သား40ဦးတေဆုံးပြီး29ဦးအရှင်ဖမ်းမိကလက်နက်ခဲရင်အမြောက်အများနဲ့တင်းဆဲရရှိခဲ့ကြောင်း KIA ၏စီရေးသတင်းမြင့်ကပြောဆိုထားပါတယ်မတ်လ15ရက်နေ့နဲ့16ရက်နေ့တွင်ကတာမြို့နယ်အတွင်းရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများသည့် အင်အား150ခန်းဖြင့်အင်းတော်မြို့နယ်ဘက်သို့စစ်ကူလာရောက်စဉ် KIA PD ရဲ့ပူးပေါင်းတပ်များကဂျားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အင်းတော်ကနေကတာအိုလာတဲ့အချိန်မှာအင်အား150ပါစစ်ကြောင်းကို KIA နဲ့ PD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်လို့40ရာတေပြီးတော့29ဦးကိုအရှင်ဖမ်းမိတာဖြစ်ပါတယ်။ရရှိထားတဲ့ခဲယံလက်နက်တွေကတော်တော်များပါတယ်။အဲ့တော့လက်ရှိတနိုင်ငံလုံးမှာဖြစ်နေတဲ့အတိုင်းအတာကပြောင်းပြန်ပြန်ဖြိုးရပါပြီ။တော်လိုင်းစကစကဒီလိုမျိုးလာတဲ့ PDF တွေကိုဂျားကနေဂျားပြတ်တိုက်ခိုက်ထွက်ပြေးရတဲ့ဘဝကနေ အခုအဲ့ထွက်ပြေးခဲ့တဲ့ PDF တွေကပြန်ပြီးတော့တိုက်ပြီးတော့တိမ့်နေတဲ့အဆင့်ထိဖြစ်လာတာပါ။နော်ဒီအချိန်တွေအထိလဲဒီအာနာတိတ်အကျန်းဖက်မိစ္ဆာကောင်တွေရဲ့အမိတ်မှန်တများကိုလိုက်လံလက်ခံပြီးတော့မိုက်နေဦးကြမယ်ဆိုရင်တော့နောက်ဆုံးဇတိန်ရပြကြတယ်ဟုတ်ပါဘူး။ဟုတ်ကဲ့နောက်ထပ်တတိယမဟုတ်ကိုတင်ဆက်ပေးခြင်းပါလေ။နောင်ချုံနဲ့စစ်ကူးတွေအစင်ကူးတွေအတက်မပြည့်သေးသည့်ခလေးငယ်၁၀ဦးအပါဝင်ပြည်သူ၃၉ဦးတေဆုံးခဲ့တော့စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနိုင်ငံတကာအရေးယူရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့ခွင့်ရေးဝန်ကြီး ဌာနကတိုက်တွန်းပြောဆိုလိုက်ပါတယ်မက်စနာ16ရက်နေ့ညနေ9:30မိနစ်အချိန်ချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့စိန်ယတနာပရိယတ်တိစာတင်တိုက်ကိုအကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတန်ဃာတော်နှစ်ပါအသက်16နှစ်အောက်ကိုရင်5ပါအရတားပြည်သူအမျိုးသား2ဦးနှင့်အမျိုးသမီး2ဦးစုစုပေါင်းပြည်သူ10ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်းအလားတူမက်စနာ16ရက်နေ့ညနေပိုင်းတွင်လည်းအကြမ်းဖက်စစ်အုပ်စုအနေဖြင့်မန္တလေးတိုင်းစင်ကူးမြို့နယ် လက်ပံလှကျင်းရွာဤဈေးကို၄ချောင်းတိုက်ခိုက်ခဲ့တော့ကြောက်အတက်၄လာကလေးတငယ်တဦးအပောင်ဝင်ကလေးတငယ်စုစုပေါင်း6ဦးနဲ့စုစုပေါင်းအရက်သားပြည်သူ22ဦးအတက်ဆုံးရှုံးခဲ့ရကြောင်းတရှိရပါတယ်ဒီလိုမျိုး၄ချောင်းတိုက်ခိုက်မှုတွေအပါဟာအားလုံးဟာဒါစစ်ရာဇဝဲမှုကိုပြည်သူအပေါ်ကိုပြတ်ပေါ်ပေါ်တင်တင်ကျူးလွန်နေတာပဲဖြစ်တယ်ဒီလိုပေါ်တင်ကျူးလွန်နေတဲ့ဒီအာနာတိန်အကြမ်းဖက်ဒီမိစ္ဆာကောင်တွေရဲ့လောက်ရက်ကိုနိုင်ငံတကာအတိုင်းဝိုင်းနေနဲ့အေးအေးယူလာနိုင်ဖို့အတွက်လေဒါအင်အားစုအဖက်ဖက်ကနေဝိုင်းဝန်းတိုက်တွန်းတွန်း နှိုးဆော်ကြဖို့အရေးကြီးပါတယ် NG ရဲ့တခုတည်းနဲ့អော်နေလို့မရဘူးအဓိကဘက်ပေါင်းဆောင်ကဒီကျွန်တော်တို့ဝိုင်းអော်မှတ်တာလင်ကဘာကကြားပါလိမ့်မယ်ဒါဒီလိုလောက်ရက်တွေဟာကဘာမှာလုံးဝဆက်ဆုပ်ယွန်းချပွဲလောက်ရက်တွေပဲဖြစ်တယ် PDF တွေရှိရှိမရှိရှိကလေးတငယ်အသက်မပြည့်သေးတဲ့ဒီလာသားအရွယ်ကလေးငယ်တွေကစပြီးတော့ကလေးတငယ်တွေများစွာရှိတဲ့ဈေးလိုမျိုးရဟန်းတန်ကားတွေရှိတဲ့ဘုံကြီးချောင်းတို့မျိုးကိုစည်ရင်ပြင့်မြတ်ထားတိုက်ခိုက်တာဟာဒါဟာပြည်သူကိုအကြမ်းဖက်နေတဲ့လှုပ်ရက်ဆိုတာဘလို့မှညင်းလို့မရတော့ပါဘူးအဲ့တော့ပါဝင်ပတ်သက်နေတဲ့တပ်မှုဘုံမှုတွေအနေနဲ့လဲ နော်စစ်ခုံယုံကိုရောက်တဲ့အချိန်မှာကျွန်တော်တို့အပေါ်ကအမိတ်ပေးလို့တိုက်ကြတာပါလို့ညင်းပိုင်ဝင်မရှိပါဘူးစစ်ရာဇဝင်မှုမှာအမိတ်ပေးလို့လောက်ကြတယ်လို့ညင်းပိုင်ဝင်မရှိပါဘူးဒါဟုတ်လို့အားလုံးတိထားဖို့လိုတယ်ဒါအတမ်းမဲ့စစ်ကောင်စီကအားလုံးတိတဲ့အတိုင်းရက်ကွက်သေးကိုရွာတွေကိုစစ်ကြောင်းထိုးတယ်ရွာတွေကိုမီးရှို့တယ်ကြေးရွာနေပြည်သူတွေကိုတက်ဖြတ်တယ်မွေးထားတဲ့ကြက်ဝက်ဘဲနွားစတဲ့ဖြင့်ပြည်သူတွေမွေးမြူထားတဲ့တရိတ်ဆန်တွေကိုဖမ်းဆီးတဲ့တက်ပြတ်တွေယူဆောင်တဲ့ပြည်သူတွေရဲ့တန်ဖိုးရှိပစ္စည်းတွေအားလုံးကိုဖောက်ထွင်းခိုးယူယူဆောင်တဲ့စတဲ့မကောင်းတဲ့လုပ်ရက်တွေကိုလုပ်နေတာအားလုံးအထိပဲဖြစ်တယ် ဒီလိုမျိုးစစ်မိတ်ဆာကောင်တွေကိုပြက်ပြက်တတကိုင်းတွယ်အေးအေးယူနိုင်ဖို့လိုတယ်ပြည်တွင်းမှာရှိတဲ့အင်အားစုတွေရပြက်ပြက်တတတိုက်ထုတ်နေသလိုပြည်ပအင်အားစုတွေအနေနဲ့နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ဒါမျိုးတွေကိုထိရောက်စွာအေးအေးယူနိုင်ဖို့အရေးကြီးပါပြီဘာလို့ဆိုပါဇက်နဲ့ပြောနေမှာဟုတ်တော့ဟုတ်ကဲ့နောက်ထပ်သတင်းတမုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့မကွေးတိုင်းအွန်လန်မြို့နယ်ရှိကျေးရွာမြမလုံငယ်48ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေတာပြည်သူများကပြောဆိုလိုက်ပါတယ်မက်စလာတရက်နေ့မှစတင်ပြီးအကြမ်းဖက်စစ်တပ်ကအွန်လန်မြို့နယ်အတွင်းရှိကျေးရွာမြောက်ကိုဝင်ရောက်စီးနင်းပြီး လူငယ်48ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းရန်လူငယ်60ဦးတောင်းခံနေခြင်းကြောင့်စစ်မှုထမ်းအောင်အရာခံပိုပြူစောတိခေါင်းဆောင်မြင့်လွင်ဦးဆောင်တော်အဖွဲ့ကကျေးရွာများမှာအလုတ်တော်အလုတ်ပြန်လူငယ်များအပါအဝင်လမ်းတော်လမ်းလာလူငယ်များကိုနေ့စဉ်ဖမ်းဆီးလျက်ရှိကြောင်းသိရှိရပါတယ်။ထို့ပြင်မကွေးတိုင်းကံမမြို့တွင်လည်းကပ္ပဆာစနစ်မှဗိုလ်ကြီးထက်ငိမ့်ထက်ငိမ့်ချမ်းလွင်ကစစ်မှုထမ်းကျေးဟုဆိုကကျေးရွာတရွာနှင့်တလငွေကျပ်320တောင်းခံနေကြောင်း ဒေသပြည်သူများကပြောဆိုလိုက်ပါတယ်ဗိုလ်ကြီးထက်ငိမ့်ချမ်းလွင်ဒီကံမမြို့အတွင်းရှိကြေးရွာများမှစစ်မှုထမ်းခြင်းများလာစဉ်တောင်းခံနေပြီးကြေးရွာများအတွင်စစ်မှုထမ်းရန်မဲပေါက်တဲ့လူငယ်များစစ်မှုထမ်းလို့နေငွေကြက်320ပေးဆောင်ရမည်ဟုဆိုကတောင်းခံနေခြင်းဖြစ်ကြောင်းသိရပါတယ်ဒါကတော့ပေါ်တင်ဓမြတိုက်နေတာပဲဖြစ်တယ်ပေါ်တင်လူတွေကိုပြန်ပေးဆွဲနေတာပဲဖြစ်တယ်စစ်မှုထမ်းဥပဒေအောက်မှာကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေရဲ့နေရာဒေတာအနှံ့အပြားမှာเนาะရှင်းရှင်းပြောရရင်တော့ စစ်မှုထမ်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြန်ပေးဆွဲချင်းချောက်ပြီးတော့ငွေတွေတောင်းခံတာကိုခံနေရတာပါဒါဟာပေါ့တိတိကိစ္စမဟုတ်ပါဘူးမြန်မာပြည်သူတွေအားလုံးကိုပြန်ပေးဆွဲခံနေရတာပါဒါကိုကျွန်တော်တို့ကကိုနဲ့မဆိုင်သလိုနေကြမယ်ကိုလက်ကြရင်ရှိတာလေးချစ်ချုပ်ပြီးပေးလိုက်မယ်เนาะဖန်းကန်ထီနေအတားလေးငိုကြည့်ပြီးလိုက်ဝမ်းမယ်ဆိုတဲ့ဟာမျိုးအတွေးလောက်ပဲတွေးနေကြမယ်ဆိုရင်တော့ဒီအာနာရှင်ကဘယ်တော့မှပြုတ်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီစစ်မှုထမ်းဥပဒေဆိုတာအခုလက်ရှိကျွန်တော်တို့ကြေညာလိုက်တဲ့တရင်မကွေးတိုင်းအောင်လံမြို့နယ်မှာဖြစ်ွားတဲ့ကိစ္စကို စုံစမ်းကြည့်ပါဒါရီယာတကယ်ဖြစ်နေတာပါပုံမြင်နေမဟုတ်ဘူးเนาะတစ်ချိန်ကတမိုင်းတွေကိုပြန်ပြောပြနေတာမဟုတ်လက်ရှိပစ္စုပန်တဲ့တဲ့မှာဖြစ်ပေါ်နေတဲ့အရာတွေကိုလည်းပြောပြနေတာအဲ့တော့ကိုရွာကိုမရောက်သေးတွေ့ငိမ့်နေမယ်ကိုရွာရောက်မှထပြီးတော့ကဲပါကူပါအော်မယ်ဆိုရင်တော့မမီတာကျင်းနေပါတယ်เนาะဒါကြောင့်မို့လို့ လုတ်တင့်လုတ်ထိုက်တာကိုအရင်ဆုံးစီးစီးလုံးလုံးညီညာနဲ့တုတ်ပြန်နိုင်ကြဖို့အရေးကြီးပါတယ်အဲ့ဒါဘာလဲတော်လိုင်းအင်အားစုတွေနဲ့အတက်ခံဆုံးပူးပေါင်းမယ်ဘလို့တုတ်ပြန်နိုင်မလဲဒီစစ်မှုထမ်းဥပဒေလာကောက်ရင်ကျွန်တော်တို့ဘလို့ပြင်ဆင်နိုင်မလဲတက်ဆိုင်ရနီးစပ်ရတော်လိုင်းအင်အားစုတွေနဲ့တိုင်ပင်ပြီးတော့ဒီအကြမ်းဖက်ကောင်တွေကိုပြက်ပြက်သားသားတုတ်ပြန်ကြဖို့ပူးပါတယ်ဟုတ်ဟုတ်ကဲ့နောက်ထပ် သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ညောင်ကျင်းပင်ပြူစကန်းကိုမက်စတာ16ရက်နေ့ကနှစ်လေပိုင်းမှာရော့ကတ်ဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဗာမတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့မြိုင်ထံကနေတိရပါတယ် ရော့ကတ်တွေဟာကာကင်းစခန်းနဲ့အဆောက်အုံတွေပေါ်ကြားရောက်ပောက်ကွဲခဲ့ပြီးအကျန်းဖက်စစ်ကောင်စီလက်အောက်ခံတွေအထီးအခိုက်များခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုနယ်မြေကန်ပကဖတွေမြိုင်ပကဖဗာမတိလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု Black Cobra Fort ပခုတ်ကူနဲ့ကမ္မတပ်ပေါင်းစုတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် Master 73ရက်ကလည်းမြိုင်မြို့နယ်တွင်းမှပြူစခန်းကို drone တုံးစီးနဲ့ကိုးကြိမ်ဘုံတီးကျဲချတိုက်ခိုက်ခဲ့ရာအကျန်းဖက်စစ်ကောင်စီလက်အောက်ခံတွေထိခိုက်တင်ဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ နော်ဒါကတော့မြိုင်ဘက်ကမကွေးတိုင်းမခုတ်ကူဘက်မြိုင်ဘက်မှာဒါဒါလက်ရှိပြူစကန်းတွေကိုကျွန်တော်တော်လိုင်းအင်အားစုတွေတိုက်ခိုက်တဲ့တရေမှဖြစ်ပါတယ်အဲ့တော့ပြူစောတီတွေမွေးပြည်သူပြည်သူချင်းတိုက် ပြီးလို့ရှိရင်အဲ့ဒီပြူစောတီတွေမောဝရေးစားပင်းမြောက်ပင်းတကယ်တေတာကအောက်ခြေပြည်သူတွေ ဒါပေမဲ့သူတို့အာနာရဝါဖို့ရင်အဲ့နယ်မျိုးနယ်မြေဆိုးဘွားတို့အာနာရရင်အဲ့ဒီပြည်စောတိတည်းကဘာမှလုပ်လို့ရတာမဟုတ်ဘူးအဓိကဒီစစ်ခွေးကောင်းဆောင်နေမဲ့နေရရဝါတာဒါဟိုအားလုံးတိကျဖို့လိုတာပေါ့ဗျာဟုတ်တယ်မလားစူးတိုက်တိုင်းကြိုက်တယ်ဆိုတော့ခွေးပဲရှိတယ်နော်ကျွန်တော်တို့တွေကစူးတိုက်တိုင်းကြိုက်မယ်ဆိုရင်လူဆိုရင်စူးတိုက်တိုင်းကြိုက်เสียမလိုဘူးအမှားမှန်အကောင်းဆုံးတရားမှုမတရားမှုတော့ခွဲခြားနိုင်တင့်ခင်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းသမုတ်ကရတရားကိုယုံခဲတဲ့စစ်ကောင်းဆောင်ကခေတ်ဆက်ဆက်အတုံးပြုခဲ့တဲ့မန္တလေးနန်းတွင်းအဝင်း ဝင်ပေါက်လမ်း22လမ်းအမင်္ဂလာတရားကိုပိတ်လိုက်ပြီး16လမ်းမင်္ဂလာတရားကနေဒါနန်းတွင်းနဲ့အဝင်ထွက်ကိုလမ်းကိုခွင့်ပြုထားတယ်လို့မြို့ကန်နေစီကနေတိရပါတယ်မန္တလေးမြို့လမ်း80 16လမ်းမင်္ဂလာတရားကိုဖေဖော်ဝါရီလ10ရက်နေ့ကစစ်ကောင်းဆောင်မင်းအောင်နိုင်ကဖွင့်လှစ်ခဲ့ပါတယ်အရင်ကအတုံးမြုပ်ခဲ့တဲ့22လမ်းအဝင်ပေါက်ဟာနန်းတွင်းထဲကိုဝင်ပြီးနန်းဆောင်တွေကိုတွားရောက်လေပတ်တဲ့လမ်းဟာအလဲပိုင်းတိုင်းစစ်ထနာချုပ်လပကတိုင်းမှုရဲ့နေအိမ်နဲ့နဲ့နီးတာမို့လုံခြုံရေးအရာလဲဒီလမ်းကိုပိတ်တာဖြစ်နိုင်တယ်လို့စစ်တပ်နဲ့နီးစပ်သူတွေကပြောပါတယ် တော့ပဲရေရရှိရှိပါနော်ကျွန်တော်တို့အကုတို့လှုပ်ပြီးတော့လက်ထိုးလို့ရတဲ့အထဲမှာမပါပါဘူးနော်ဒါအာနာတိတ်နာနဲ့စစ်တပ်မှန်တာမောက်ကဟုတ်ကလှုပ်ပြီးလက်ထိုးလို့ရတာပါ အကူတို့လှုပ်ပြီးလက်ထိုးတော့မရပါဘူးလှုပ်ခဲ့တဲ့အကူတွေကိုကြွားမှာဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့နေစဉ်နဲ့အမြပြည်သူတွေကိုဘုံကျန်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီကရန်ကုန်မြို့မှာတကြံပွဲအတွက်စတင်ပြင်ဆင်နေပါရန်ကုန်မြို့လည်းကမြို့တော်ခမ်းမရှိမြို့တော်ဝန်မန်နက်ကိုဒီရက်ပိုင်းမှာပဲစတင်ဆောက်လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီမန်နက်ကိုနှစ်တိုင်းအစောဆုံးဆောက်လုပ်လို့ရှိပြီးဒီနှစ်မှာလည်းတကြံမတိုင်ခင်တလတ်အလိုမှာတွေကဆောက်လုပ်နေတာပါစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာမြို့တော်ခမ်းမအပြင်ပြည်သူရင်ဝင်ရင်မြင်မှာလဲလမ်းလျှောက်တကြံကိုပြုလုပ်လို့ရှိပါတယ်ပြည်သူရင်မြင်ဝင်ထဲမှာတကြံမန်နက်နဲ့အတူဖြောပြင်းရေးအစီအစဉ်တွေကိုလည်း တင်ဆက်ပေးနေတာပါစစ်ကောင်စီကသူတို့ရဲ့အကြမ်းဖက်လှုပ်ရက်တွေကြောင့်ပြည်သူတွေအပါဝင်သူတို့ရဲ့လက်အောက်ငယ်သားတွေနေ့စဉ်တည်ဆုံးနေပြီမဲ့နိုင်ငံငြိမ်းချမ်းတည်အောင်ပြန့်နိုင်ဖို့တကြံအပါဝင်လက်အလိုက်ပွဲတွေကိုကျင်းပပေးနေတာဖြစ်ပါတယ်ဒါကတော့ရှင်းပါတယ်နော်ရန်သူတွေပြောအောင်နေခိုင်းစီတဲ့အချိန်ကိုကမပြောအောင်နေပြတာတဲ့တော်လှန်ခြင်းတစ်မျိုးပါပဲဒါကြောင့်မို့လို့ကျွန်တော်တို့ပြောတာတည်င်းကျွရက်တွေပျော်ပွဲရှင်ပွဲတွေမှာလူတွေစီကောင်းနေတယ်ဆိုတာရန်သူကကျွန်တော်တို့ကို ပျော်အောင်နေခိုင်းခြင်းတယ်ဘာဖြစ်လို့လဲနိုင်ငံတကာကိုတို့ကဒီပုံရိပ်တွေပြခြင်းတယ်ဟာတူရဲ့အုပ်ချုပ်မှုအောက်မှာနိုင်ငံကြီးကအေးချမ်းနေပြီတာယာနေပြီအားလုံးကတို့အုပ်ချုပ်မှုအောက်မှာလက်ခံနေပြီဆိုတဲ့ပြရက်ကိုပြဖို့အတွက်ခမားတို့တွေအဲ့လိုစီကားတဲ့အရာတွေတို့လိုအပ်ပါဒါကြောင့်မလို့လအလိုက်ယာဒီပွဲတွေကိုလှုပ်ပေးတယ်ပြီးတို့တကြံပွဲတို့စီကားတဲ့ဝန်လှုပ်ပေးတယ်ဆိုတာကအဓိကအဲ့ဒီပြရက်တွေလိုချင်တာဒါကြောင့်မလို့ရန်သူကပျော်အောင်နေခိုင်းခြင်းတဲ့အချိန်မှာကိုကပျော်အောင်မနေဘဲနဲ့နော်တို့ရန်သူ စန့်တင်ဘက်နေပြတာတော်လန်ချင်းတမျိုးပါပဲဒါလို့ဆိုအားလုံးတဘောပေါက်ကြမယ်ထင်ပါတယ်ကျွန်တော်တို့ H2 ကိုရေကစမ်းမှတ်တဲ့ဘုံပေါက်ခဲ့တာမှတ်မိမှာပါเนาะအဲ့တော့ပျော်တာလဲပျော်ပေါ့ဘာဖြစ်လို့လဲသူတို့ကသူတို့လှုပ်ပြီးတော့ PDF တွေလှုပ်လာပါလို့ထိုးချလိုက်ရင် တင်ဆုံးသွားမဲ့အတက်တွေကဘာနဲ့မှအစားထုတ်လို့မရပါဘူးဒါလေးကိုနားလည်သိနေပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်အုပ်စုကအရက်တားပြည်သူဆိုင်ရာနေရာများကိုလေကြောင်းတိုက်ခိုက်မှု2000ကျော်ပြုလုပ်ခဲ့ပြီးတိုက်ခိုက်မှုများကြောင့်ကလင်းငယ်ပေါင်း300ကျော်အတက်ဆုံးထုတ်ခဲ့ကြောင်းကိုမြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှမတ်လ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်မတ်လ16ရက်နေ့ကညနေ9:30အချိန်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့စိန်ရတနာပရိယတ်တိစာတင်တိုက်ကိုအကြမ်းဖက်စစ်အုပ်စုမှလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတန်ကားတော်2ပါအသက်16နှစ်အောက်ကိုရင်5ပါအရက်တားပြည်သူအမျိုးသား တဦးနဲ့အမျိုးသမီးနှစ်ဦးစုစုပေါင်း10ဦးအတက်ဆုံးရှုံးခဲ့ရပြီးဒီကိတ်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေများကိုချိုးဖောက်ယုံနေမှာကခလင်းငယ်တငယ်များကာကွယ်စောင့်ရှောက်ရမယ့်နိုင်ငံတကာစံချိန်စံနှုန်းများ နိုင်ငံတကာစာချုပ်များကိုပြင်းထန်စွာရှိုးဖောက်နေတဲ့အကြမ်းဖက်စစ်အုပ်စုကနိုင်ငံတကာလူ့ခွင့်ရေးရန်ရဲများနဲ့နိုင်ငံတကာတရားစီရင်မှုရန်ရဲများမှအ мян ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးကြရန်လူ့ခွင့်ရေးနှင့်ကလေးတငယ်ဆိုင်ရာလူ့အခွင့်အရေးများကိုဂျိုးပန်းလှုပ်ဆောင်နေတော့နိုင်ငံများအားတိုက်တွန်းအပ်ပါသည်ဟုမြို့တိုင်းညီညွတ်ရေးအစိုးရကထုတ်ပြန်လိုက်ပါ။ဟောခဲ့တာလည်းကြားပါပြီ။အော်တော့ပဲနေ့စဉ်ရက်ဆက်တည်နေရပါလေ။ဒါပေမဲ့ဘလောက်ပဲတည်တည်နိုင်ငံတကာတော့ဒီနေ့အချိန်ဒီထိရောက်တဲ့အရေးယူမှုမျိုးကိုလှုပ်လာလားမတွေ့ရသေးပါဘူး။ဝမ်းနေတယ်ခြုံရှတယ် တကားပိတ်တယ်တကားဖွင့်တယ်နဲ့ပဲအချိန်လေးကုန်နေတာပါဒါပေမဲ့လို့ကျွန်တော်တို့ပြည်သူတွေအတက်ဘလောက်ထိပေးဆက်ကအောင်မလဲဆိုတာကိုတော့နိုင်ငံတကာသိဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒါတော့ ARD တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိမြောက်ဆန်းအမြောက်တပ်344ကို ခံစစ်အခိုင်အမာပြင်ဆင်နေပြီးစစ်ကူများပါပို့ဆောင်နေကြောင်းသိရပါတယ်ဖိုးစစ်မှအမြောက်တပ်အနီရောက်လာတော့မြဖြစ်တဲ့အတွက်မြေတူးဆက်များဖြင့်မှအရေးပေါ်တူးနေရပြီးမိတ်တလင်ဒရခုံရေတိုးစင်သိတီတာကုန်းပြင်စတဲ့ကြေးရွာများမှာဒေသခံများကိုလှုပ်အားပေးရန်အတင်းအဓမ္မခေါ်ဆောင်ထားကြောင်းဒေသခံများထံကနေသိရပါတယ်ဂျုံပြောအခြေစိုက်ခလာရ36အတွင်းရှိကိုပိုင်အကြောင်းမှအကြောင်းကားများကိုအတုံးတုံးပြီး အမတ်သား3လေးနှစ်ညောင်အိုင်ချင်းလဲဆက်ဆက်ယူကြီးရများတို့စစ်ကူများပို့ဆောင်ထားကြောင်းဒေတာခံများထံကနေတိရပါတယ်။ထို့ပြင်ယနေ့မတ်လ18ရက်နေ့တွင်ခလာရ39မှနေ၍စစ်ရင်တန်း၈စီးဖြင့်အမြောက်တပ်အတွင်စစ်ကူပို့ထားကြောင်းဗိုလ်ကြီးစင်ရောကပြောထားပါတယ်။နော်အရန်ကြောင်နေကြပြီ။ AR တိုင်းမှာခန်းစစ်တွေတအားဖြစ်နေတာ။အဲ့လိုပဲရခိုင်မှာလည်းတစ်ချိန်ကခန်းစစ်ပြင်ခဲ့တာပဲ။တကယ်တကယ်လာတိုက်တဲ့အချိန်ခန်းစစ်တွေကအတုံးတဲ့သေးတာ။အဲ့ဒါအဖြေပါပဲ။ကြိုက်တဲ့လောက်ခန်းစစ်ပြင်ပါနော်။ဟောင်ဝင်းစာအမြောက်ကြီးစံမှာရခိုင်ပြည်နယ်နေ့နော် ရေးခဲ့တဲ့ တက်ကြကြီးရောအဲ့ခံစစ်ပြင်းတဲ့အချိန်မှာတူလက်တူတူခိုင်းမာတယ်ထင်ခဲ့တာနော်ငါတို့တေချာခံစစ်ပြင်းထားတယ်ညောင်ရောင်မင်းတို့တဲ့နော်အမြောက်ကြည်စံဆိုပြီးဒါမှမဟုတ် တကယ်ကဘာဖြစ်သွားလဲဒါလေးကိုနမူနာယူစေခြင်းပါတယ်ဟုတ်ကဲ့ပါဒီကနေ့ပြင်ဆက်ခဲ့တဲ့တင်းတွေကိုအစနဲ့အဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိမပြည်သူတူတူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ